မွန်ပြည်နယ်မော်လမြိုင်မြို့စုံကနေပူပြင်းနဲ့ညနေခင်းတစ်ခုမှာဆိုင်ကယ်အိတ်ဇောကောင်းကထွက်တဲ့မိခိုးတွေနဲ့လမ်းပုံမှုန့်တွေဟာပုံမှန်အတိုင်းပြင်းထန်တဲ့ရနံတစ်ခုအဖြစ် ရောနှောနေပါတယ်။မော်လမြိုင်မြို့ငယ်လေးကိုအနီးနားရွာတွေနဲ့ဆက်သွယ်ထားတဲ့မော်လမြိုင်ကြိုက်မရောကားလမ်းမကြီးပေါ်မှာကားဟွန်းတန်တွေနဲ့အင်ဂျင်တန်တွေပေါ်လို့ရိုက်နေပါတယ်။ဒီကားလမ်းဘေးကလဖေးရည်ဆိုင်ငယ်လေးမှာလီယန်ဆိုတဲ့အသက်၄၀ကျော်အမျိုးသမီးတစ်ယောက်က လိမ္မော်ရေဖြော်ပေးနေပါတယ်သူကလူရှင်တော်တယောက်လိုအမြဲပြုံးနေတတ်ပါတယ်ဒီဆိုင်မှာလူတယောက်ကလက်ဖက်ရည်ပူပူကိုတောက်နေပါတယ်သူ့ရဲ့လက်ဖက်ရည်ကွက်ကိုကင်ထားတဲ့ပုံစံကပုံမှန်လူငယ်တွေနဲ့မတူပဲကြန့်ခိုင်ပြီးစသားတွေနဲ့ပြည့်နေတဲ့လက်တွေကသူ့ကိုထူးခြားနေစေပါတယ်ကိုကိုကိုဟာမော်လမြိုင်မှာ လူစိမ့်မဟုတ်ပါဘူးသူ့မိသားစုကကရင်ပြည်နယ်ဖားအံဘက်ကရွာကလာတာပါဒါပေမဲ့ငယ်စဉ်ကတည်းက သူ့ဖိုးပြောပြတဲ့စူးစားပန်းစားလုပ်ကင်မှုနဲ့ဂုံတိတ်ခါအကြောင်းပုံမြင်တွေနဲ့ကြီးပြင်းလာခဲ့ရပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလေးကသူ့အိမ်ကိုတိတ်မပြန်ဖြစ်တော့ပါဘူး။မန္တလေးမြို့ကတရင်တစ်ခုမှာတက်မတော်သားတယောက်အနေနဲ့သူ့ရဲ့တာဝန်ကအိမ်မှာနေရတာထက် လမ်းပေါ်မှာအချိန်ပိုကုန်စေပါတယ်။ဒီနေ့တော့သူအနားယူနေတာပါရိုးရိုးအနဲ့ရောင်တီရှပ်နဲ့ဂျင်းပေါင်းပီကိုဝတ်ထားပြီးသူ့ရဲ့တက်မတော် ကားဆိုတဲ့ဝိသေသလက္ခဏာကိုဖုံးကွယ်ထားခြင်းပုံရပါတယ်။သူမောလမြိုင်ကိုယာမဟာစကော့ပြင်ဆိုင်ကယ်ဟောင်းနဲ့ရောက်လာခဲ့တာပါ။အဲဒီနေ့ကဒေဒီအေးမောင်နဲ့အောင်ကျော်တို့ဟာမလန်းမဆန်းဖြစ်နေပါတယ်။ဘာမှရှာမတွေ့တာကြောင့်သူတို့စိတ်ပူနေကြပါတယ်။သူတို့မျက်လုံးတွေကပြက်မှတ်ကိုရှာရင်းလမ်းမကြီးတစ်လျှောက်လှဲ့ပတ်နေကြပါတယ်။နောက်ဆုံးတော့ကိုကိုဘိုးရဲ့ဆိုင်ကယ်ဟောင်းကလမ်းဘေးမှာစောင်းပြီးရပ်ထားတာကိုသူတို့တွေ့လိုက်ပါတယ်။ ဟဲဘသူဆိုင်ကယ်လဲဘလို့ပေါပေါဆဆရက်ထားတာလဲလို့ဒေဒီကဆိုင်ကယ်ကိုလက်ညှိုးထိုးပြရင်ပြောလိုက်ပါတယ်။အေးမောင်ကမောဟိုက်စွာခေါင်းကြီးလိုက်ပါတယ်။အောင်ကျော်ကတော့သူ့ပါဇက်ကိုပိတ်ထားပါတယ်။ဒါကောင်းတဲ့အခွင့်အရေးပဲသူတို့ကငါတို့ကိုဂယုမဆိုင်ဘူးလို့ဒေဒီကဆေးအားထက်သန်စွာပြောလိုက်ပေမဲ့အဲဒီနောက်မှာမယုံကြည်နိုင်စရာလေတံတစ်ခုပါနေပါတယ်။တစ်ဖက်ရေပိုးရှင်းဖို့ထရက်လိုက်တဲ့ကိုဘူဘူက သူ့ဆိုင်ကယ်စီကိုလှမ်းတဲ့ခြေလမ်းတွေဟာပိုကြီးမားတဲ့အရာတစ်ခုရဲ့အစဖြစ်မယ်ဆိုတာသတိမထားမိပါဘူးအဝေးကနေဒေဒီနဲ့သူ့တငယ်ချင်းနှစ်ယောက်ရဲ့ဘိုးဖက်နှက်တန်တွေကပုံနီးလာပြီးရှောင်လွဲလို့မရတဲ့ပြဿနာရဲ့ရနံ့ကိုတယ်ဆောင်လာပါတယ်မော်လမြိုင်ကားလမ်းမကြီးပေါ်ကငင်းချမ်းတဲ့ညနေခင်းလေးကဖြည်းဖြည်းချင်းပူနွေးလာပြီးပရိပခရဲ့အရေးတွေကဖုံထူတဲ့လမ်းတွေနောက်ွယ်ကနေချောင်းမြောင်းနေပါပြီ မော်လမြိုင်ကားလမ်းမကြီးပေါ်ကကောင်းကင်ဟာနီးရဲလာချိန်မှာကိုဘိုဘိုပြည်သူစစ်ကတပည့်ရေဆိုင်တဲကနေထွက်လာပြီးဘောင်းဘီအိတ်ကက်ထဲကဆိုင်ကယ်တော့ကိုထုတ်လိုက်ပါတယ်သူကရှေလျားတဲ့တပြင်းတစ်ချက်ချပြီးနေထဲမှာကြံနေသေးတဲ့ကော်ဖီရနံကိုခန်းစားလိုက်ပါတယ်သူ့ရဲ့ယာမဟာစကောပြင်ဆိုင်ကယ်ဟောင်းကလမ်းဘေးမှာမညီညာတဲ့မြေပြင်ကြောင့်အနေငယ်ဆောင်းပြီးမတက်ရက်နေပါတယ်ကိုဘိုဘိုကအင်ဂျင်ကိုစနှိုးတော့မလို့ရှိသေးခြေတံပြင်းပြင်းနဲ့ အတန်ကျဲကျဲကအဲ့ဒီနေညနေခင်းရဲ့ငိန်သက်ချင်းကိုဖြိုခွဲလိုက်ပါတယ်။ဟေးဒါဘသူဆိုင်ကလေးဘလို့ရက်ထားတာလဲသူများကိုဘလို့နှောက်ရက်နေလဲလို့ဒေဒီကအော်လိုက်ပါတယ်။ကိုကိုကိုကလှဲကြည့်လိုက်ပါတယ်ဒေဒီအေးမောင်နဲ့အောင်ကျော်တို့သူ့စီကို ရှောက်လာနေတာကို သူတွေးလိုက်ပါတယ်ဒေဒီရဲ့မျက်နာကဒေါသနဲ့ပြည့်နေပါတယ်အေးမောင်နဲ့အောင်ကျော်ကတော့သူ့နောက်ကလိုက်လာပြီးတခြားယာတွေကိုစိတ်ဝင်စားပုံရပါတယ် ဘာဖြစ်လဲဗျလို့ကိုဘူဘူကအေးအေးဆေးဆေးမေးလိုက်ပါတယ်။ဘာဖြစ်လဲဟုတ်လားကားလမ်းပေါ်မှာဆိုင်ကယ်ကိုအဲ့ဒီလိုရက်ထားတာမမြင်ဘူးလားမင်းမှာဥပဒေဆိုတာရှိရဲ့လားမှတ်ပုံတင်ပေးမှာလဲလို့ဒေဒီကသူ့လက်ကိုဆန့်ပြီး ကိုဘူဘူရဲ့ပခုံးကိုလှမ်းကင်လိုက်ပါတယ်။ကျွန်တော်မှတ်ပုံတင်က အိမ်မှာပါဗျဒါပေမဲ့ဒီဆိုင်ကယ်ကဘသူ့ကိုမှမနှောက်ရှက်ပါဘူးခဏလေးပဲရက်ထားတာပါလို့ကိုဘူဘူကမကြောက်မရွံ့ပဲပြန်ဖြေပါတယ်။ ဒေဒီကလောင်ပြောင်းသလိုမျိုးခတ်တိုးတိုးရေလိုက်ပါတယ်။အော်တော်သားလေးလားမှပုံတင်မပါဘူးလားအသက်ဘလောက်ရှိပြီလဲဆိုင်ကယ်ကိုရုံးခေါ်သွားမယ်လို့သူကပြောလိုက်ပါတယ်။အေးမောင်နဲ့အောင်ကျော်ကိုလက်ဟန်ချေဟန်နဲ့ပြလိုက်တော့သူတို့ကကို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 တွန်းဆုပ်တွန်းဆုပ်နဲ့ချင်းကပ်လာကြပါတယ်။အေးမောင်ကသူ့လက်ထဲမှာရဲတုပ်ကိုကင်ထားပြီးအောင်ကျော်ကတော့ခါးထောက်ပြီးရက်နေပါတယ်။သူကမသေးချာမရေရာဖြစ်နေပုံရပါတယ်။ ဆရာကျွန်တော်မခိုက်ရင်ဖြစ်ချင်ပါဘူး။ဆိုင်ကယ်ကိုအခုပဲရွှေ့လိုက်ပါမယ်လို့ကိုဘူဘူကစိတ်ကိုထိန်းချုပ်ဖို့စူးစမ်းရင်းပြောပါရယ်။ဒါပေမဲ့သူရွေးဖို့အချိန်မရခင်မှာဒယ်ဒီက သူ့ပခုံးကို ပြင်းပြင်းထန်ထန်တွန်းလိုက်တာကြောင့်ကိုဘူဘူနောက်ပြန်ရိုင်းလဲကျသွားပါရယ်။လေမနီနဲ့မှားပြီးပြီကိုမယုံသေးဘူးလို့ဒယ်ဒီကអော်လိုက်ပါတယ်သူမျက်နာက တနေ့လုံးဖုံးကွယ်ထားခဲ့တဲ့ဒေါသကြောင့်ညည်းရဲနေပါတယ်။အဲ့ဒီအခိုက်အတန့်မှာကိုကိုကိုရဲ့မျက်လုံးတွေထဲမှာတခုခုပြောင်းလဲသွားပါတယ်။အရင်ကငြိမ်သက်နေတဲ့အကြည့်တွေဟာခက်ထန်လာပေမဲ့သူကဘာမှမပြောပါဘူး။နဖေးရည်ဆိုင်ကကုံသေးတွေကဒီတိုးပြောဆိုနေကြပါတယ်။အချို့ကဖုံးတွေထုတ်ပြီး ဲ့ဒီအဖြစ်အပျက်ကိုရိုက်ကူးနေကြပါတယ်အခြေအနေကိုပိုကောင်းလာအောင်လုပ်နိုင်တယ်လို့ထင်နေတဲ့ဒေဒီကနောက်တစ်ကြိမ်လှမ်းလာပြီးကို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 တမင်တကာတံတောင်နဲ့ထိုးလိုက်ပါတယ်မြ мян လို့ကျွန်တော်ကိုထပ်မထိနဲ့လို့ကိုကိုကိုကအတန်တိုးတိုးနဲ့ဒါပေမဲ့လှုပ်ရှားစွာပြောလိုက်ပါတယ် ဒယ်ဒီခဏလောက်အားအသင့်သွားပေမဲ့သူ့ရဲ့အတားကနောက်ဆုတ်ဖို့အတွက်အရန်ကြီးနေခဲ့ပါတယ်ရဲကိုစိန်ခေါ်ဝင်နေရိုင်းဆိုင်လိုက်တာလို့သူကအော်လိုက်ပါတယ်သူက သူ့လက်ကိုဝေယမ်းလိုက်ပြီးထိုးချက်ကကိုဘူဘူရဲ့ပါဇက်ကိုထိမှန်သွားပါတယ်အေးမောင်ကလည်းတံတောင်နဲ့ထိုးလိုက်ပြီးအောင်ကျော်ကတော့မဝတ်မရဲနဲ့ကိုဘူဘူကိုနောက်ကနေတွန်းလိုက်ပါတယ် မော်လမြိုင်ကြိုက်မရောကားလမ်းမကြီးပေးတဖြည်းဖြည်းမှောင်ဝင်နေတဲ့နေဝင်စည်းစာအောက်မှာ၃ရောက်၁ရောက်သေးကို ရိုင်းနှက်နေကြတာပါကိုဘိုဘိုမြေပြင်ပေါ့လဲကြသွားပြီးဒူးကကတရာလမ်းကိုရိုက်မိသွားပါတယ်သူ့နှုတ်ခမ်းထောင်းကနေသွေးတွေစီးကြလာပေမဲ့သူက အော်ဟစ်ချင်းမရှိပါဘူး သူကဒယ်ဒီကိုဂျေနက်စွာပြုံးနေတာကိုကြည့်ပြီးသူ့ရင်ထဲမှာတော့ဒါမပြီးသေးဘူးလို့ကြိမ်ဆိုလိုက်ပါတယ်အဝေးမှာလူအုပ်ကြီးကစုယုံလာပြီးဖုန်းကင်မရာတန်တွေကလည်းဆက်လက်ညီဟဲနေတာကမကြမီဖြစ်လာမဲ့မုံတိုင်းရဲ့အဆောက်ကိုမှတ်တမ်းတင်နေပါပြီ ညကမော်လမြိုင်ကားလမ်းမကြီးကိုဖြည်းဖြည်းချင်းဖုံးအုပ်လာခဲ့ပါပြီညနေခင်းကမိုးပွဲပွဲရွာခဲ့တာကြောင့်ဆူဆွနေတဲ့ကတရာလမ်းပေါ်မှာမိန်ပြပြလမ်းမီးတွေကရှေလျားတဲ့အရိတ်တွေကိုကြံရစ်စေခဲ့ပါတယ်ကိုကိုဘူကလက်ဖက်ရည်ဆိုင်ပိုင်ရှင်မစောရီပေးတဲ့တရှူးကိုကင်ပြီးလမ်းဘေးမှာထိုင်နေပါတယ်သူ့နှုတ်ခမ်းတောင်းကသွေးတွေကတော့ခဲနေပါပြီ ရီဂေတာဒေဒီရဲ့ထိုးချိတ်မှုကြောင့်သူ့မျက်နာကနာကျင်နေတာကို ခံစားရပါတယ်။သူက သူ့ရဲ့စကော့ပြင်ဆိုင်ကယ်ကိုကြည့်နေပေမဲ့သူ့အတွေးတွေကဆိုင်ကယ်စီမရောက်ပါဘူး။သူရဲ့တက်မတော်သားစိတ်ဓာတ်ကသူ့ရင်ထဲမှာပြင်းထန်စွာတိုက်ပွဲဝင်နေပါတယ်။ဘလို့တုံ့ပြန်ရမလဲဆိုတာကို သူစဉ်းစားနေပါတယ်။ကောင်းလေးတာကိုမင်းဒီအတိုင်းမထားသင့်ဘူးလို့မစောရီကနူးညံ့ပေမဲ့ ခိုင်မာတဲ့အတန်နဲ့ပြောရင်ကိုကိုကိုရှေ့မှာ ရေတန်းတစ်ခွက်ကိုကင်ပြီးရက်နေပါတယ်။ကိုကိုကိုကခပ်ပါးပါးလေးပြုံးလိုက်ပါတယ်။မစောရီ ကျွန်တော်ဒီမှာပြဿနာမရှာချင်ပါဘူး။ဒါပေမဲ့သူတို့ကအယမ်းလွန်နေလို့သူကဖြေပါတယ်။သူ့အတန်က တိုးပေမဲ့တုံလုံးနေပါတယ်။မျိုးရဲ့တခြားဘက်မော်လမြိုင်ရဲစခန်းငယ်လေးမှာ ဒေဒီကပလတ်စတစ်ကလထိုင်ပေါ်မှာတက်တောင့်တက်တာထိုင်ပြီးခါထောက်ထားပါတယ်။ သူကခါတက်တဲ့လက်ဖက်ရည်ချမ်းကိုတောက်နေပါတယ်အေးမောင်နဲ့အောင်ကျော်ကသူ့ဘေးနားမှာရှိနေပေမဲ့အခုနောက်ကလို့စိတ်အားထက်သန်ခြင်းမရှိပါဘူးတွေ့လားအခုခေတ်လူငယ်တွေကသူတို့ရဲနဲ့ရန်ဖြစ်နိုင်တယ်လို့ထင်ကြတယ်ကံကောင်းလို့ငါတို့တင်ငန်းစာပေးလိုက်တာလို့ဒေဒီကရေမောရင်ပြောလိုက်ပါတယ်ဒါပေမဲ့အေးမောင်ကတော့တဝက်တစ်ပြက်သာခေါင်းညှိလိုက်ပါတယ် ဒါပေမဲ့ဆရာခုနကကောင်လေးကမကြောက်ပုံမရဘူးထူးဆန်းနေတာလို့အောင်ကျော်ကမဝင့်မရေပြောလိုက်ပါတယ်။ဒယ်ရီက သူ့ကိုစူးစိုက်ကြည့်လိုက်ပါတယ်။ကြောက်ဆရာဘာရှိလို့လဲရိုးရိုးတောသားလေးပဲ။ဆိုင်ကယ်ကလည်းဟောင်းဆုံနေပြီးမနှက်ဖြန်ငါတို့ထက်သွားရှာပြီးခေါင်းမာနေရင်အပီးသက်ရှင်းပြစ်မယ်လို့သူကပြောလိုက်ပါတယ်။ဒီတော့အတွင်းမှာလူအုပ်ကြီးကတော့ပြိုကွဲသွားခဲ့ပေမဲ့အဲ့ဒီအဖြစ်ပြည့်ရဲ့ဗီဒီယိုကတော့မော်လမြိုင်မျိုးသူမျိုးသားတွေရဲ့ ဝတ်စာအဖွဲ့တွေဒေတာရင်း Instagram တွေနဲ့ Twitter မှာပါပြန့်နှံ့နေပါပြီ30စက္ကန့်ကြာအရေးသွေးမကောင်းတဲ့ဗီဒီယိုကဒေဒီနဲ့သူတပည့်တွေကကိုဘိုဘိုကိုဝိုင်းရိုက်နေတာကို ပြသနေပါတယ်ရဲကဘာလို့ဒီလိုလုပ်တာလဲကောင်လေးကတော်တော်တီးခံနိုင်တာပဲဒါတော့အယမ်းလွန်နေဆိုတဲ့မှတ်ချက်တွေ ပေါ်ထွက်လာပါပြီကိုဘိုဘိုကတော့ဒါကိုမသိပါဘူးသူ့ဖုန်းကဘက်ထရီကုန်ပြီးပိတ်သွားခဲ့ပါတယ် မစောရီမနှက်ဖြန်သူတို့လာရှာရင်ဘလို့လုံးမလဲလို့သူကမေးလိုက်ပါတယ်သူ့လေတန်းကအေးဆက်နေပါတယ်မစောရီကခေါင်းငိတ်လိုက်ပါတယ်ဟုတ်တယ်ကောင်းလေးသတိထားနော်အဲ့ဒီညမှာကိုကိုကိုကမော်လမြိုင်ကားလမ်းမကြီးဘေးကသူ့ရဲ့ရိုးရှင်းတဲ့တိုက်ခန်းလေးစီကို ပြန်လာခဲ့ပါတယ်သူကတသားကတင်ပေါ်မှာထိုင်ပြီးဘီရိုထဲမှာချိတ်ထားတဲ့သူ့တက်မတော်ဝတ်စုံကိုကြည့်နေပါတယ်ခက်ခဲတဲ့ရွေးချယ်မှုက သူ့ရှေ့မှာရှိနေပါတယ်။ဒေဒီရဲ့မာနကြီးမှုနဲ့အနိုင်ရအောင်လုပ်ပေးမလား။ဒါမှမဟုတ်သူ့ကဘာကိုပြောင်းလဲနိုင်တဲ့ခြေလန်းတလန်းလန်းမလားအပြင်မှာညက်လီကပြင်းပြင်းထန်ထန်တိုက်ခတ်နေပြီးငိုဖွဲဖွဲကြနေတဲ့အတန်တွေကိုတဲဆောင်လာပါတယ်။တကယ်မုံတိုင်းကအခုမှစတင်တော့မယ်ဆိုတဲ့အရေးအယံတွေပေးနေပါတယ်ဒီတော့အတွင်းမှာရဲစခန်းမှာဒေဒီကအေးမောင်နဲ့အောင်ကျော်ကို မနှက်ဖြန်ကိုပူပူကိုထက်ရှာဦးမယ် လို့ပြောလိုက်ပါတယ်မနှက်ဖြန်ဟာသူ့ရဲ့ကိုဝိုင်ပျက်စီးခြင်းစီကိုဥတီမဲ့အကြီးမားဆုံးခြေလှမ်းဖြစ်ပါလိမ့်မယ်မနှက်ခင်းကပုံမှန်ထက်ပိုပူပြင်းနေပါတယ် မိုးကုတ်ဆော့ဝိုင်းကိုပါလွာတဲ့တိမ်တွေကဖုံးအုပ်ထားပေမဲ့မော်လမြိုင်ကြိုက်မရောကားလမ်းမကြီးကပုံမှန်တိုင်းစီကားနေပါတယ်ဒါပေမဲ့နေထဲမှာတခုခုထူးခြားနေပါတယ်မြို့သူမြို့သားတွေရဲ့တီတိုစကားသံတွေစူးစမ်းလို့စိတ်နဲ့ကြည်နေတဲ့အကြည့်တွေအဲ့ဒီအဖြစ်ပြက်ကိုမှတ်တမ်းတင်ဖို့အသင့်ရှိနေတဲ့ဖုံးတွေကိုပူပူပြည်သူစစ်ကမစောရီရဲ့လက်ဖက်ရည်ဆိုင်အနီးသူ့ဆိုင်ကင်းနားမှာရက်နေပါတယ်သူကဟောင်းနှမ်းနေတဲ့အနက်ရောင်ကြခင်နဲ့သူ့မျက်နာကိုအနှဲငယ်ဖုံးအုပ် ထားတဲ့အုတ်ထုပ်ကိုစောင်းထားပါတယ်။သူကဒယ်ရီက သူ့ကိုထက်လာရှာမယ်ဆိုတာကိုမစောရီစီကနေကြားခဲ့ပြီးပါပြီ။ဒီတစ်ချိန်တော့သူကဆုံးဖြတ်ချက်ချထားခဲ့ပါပြီ။ကောင်းပြီကဲကဲလို့ဒယ်ရီကအေးမောင်နဲ့အောင်ကျော်ကိုအော်လိုက်ပါတယ်။သူတို့ကစားတောက်ဆိုင်ရဲ့ရှေ့ကနေလမ်းဘေးမှာရက်နေတဲ့ကိုကိုကိုစီကို ရှောက်သွားနေကြပါတယ်။မင်းအခုမှတ်ပုံတင်ပြမလားမဟုတ်ရင်ငါတို့မင်းကိုဖမ်းမယ်လို့ဒေဒီကရုတ်တရက်អော်လိုက်ပြီး ကိုကိုရဲ့ကော်လာကိုစုပ်ကင်လိုက်ပါတယ်အေးမောင်နဲ့အောင်ကျော်ကလည်းသူ့ကိုဝိုင်းပြီးတွန်းလိုက်ကြပါတယ်ဒါပေမဲ့ဒီတစ်ချိန်တော့ကိုကိုကိုကမတုံ့ပြန်ပါဘူးသူကဒေဒီကိုစိုက်ကြည့်ပြီး သူပေါင်းပြီးအိတ်ကက်ထဲကနေပါလွာတဲ့ကက်ပြားလေးတစ်ခုကိုထုတ်လိုက်ပါတယ်။သူကကက်ကိုဒေဒီရဲ့မျက်နှာရှေ့မှာမြှောက်ပြလိုက်ပါတယ်။ဒေဒီရဲ့လက်တွေကကိုဘူဘူရဲ့ကော်လာကိုကင်ထားစေပါ သူကအဲ့ဒီကက်ကိုမယုံသင်္ကာစွာကြည့်လိုက်ပါတယ်။အေးမောင်နဲ့အောင်ကျော်ကလည်းသူ့နောက်ကနေလှမ်းကြည့်နေကြပါတယ်။ကက်ပြားပေါ်မှာပုံတပုံနဲ့ရွှေရောင်စလုံးတွေနဲ့ရေးထားတာကတက်ကြက်ကြီးကိုဘူဘူခြေလင်းတက်ရင်327တက်မတော်မန္တလေးဖြစ်ပါတယ်။ စကဝတ်တွေဟာရုတ်တရက်ပြန့်နှံ့သွားပြီးရေတံတွေကလည်းပဝင်းကျင်မှာပြန့်နှံ့လာပါတယ်။ဒေဒီကတောင်ခဲသွားပြီးသူ့မျက်နာက ဖြူလျှော့သွားပါတယ်။အခုနာကမြောက်ထားတဲ့သူ့လက်တွေက ဖြည်းဖြည်းချင်းအောက်ကိုကျသွားပါတယ်။အေးမောင်တဲ့အောင်ကျော်ကနောက်ဆုတ်သွားပြီး သူတို့မျက်လုံးတွေကကြောက်ရွံ့မှုနဲ့ပြည့်နေပါတယ်။သူတို့ဘာမှမသိပါဘူး။ဆရာဆရာဒါမပုံတင်လားလို့ဒေဒီကတုံရင်နေတဲ့အတန်နဲ့မေးလိုက်ပြီးသူ့ကောင်းကမောလာပါတယ် ိုကိုကိုကမဖြေပါဘူးသူကလူအုပ်ကြီးကိုပြန်ကြည့်လိုက်ပါတယ်အားလုံးကိုအနှောက်ယှက်ဖြစ်စေမိရင်ကျွန်တော်တောင်းပန်ပါတယ်ဒါကိုရိုးရိုးရှင်းရှင်းပြီးဆုံးသွားစေချင်လို့ပါလို့သူကပြောလိုက်ပါတယ်အဲ့ဒီလိုနဲ့မော်လမြိုင်ကြိုက်မရော ကားလမ်းမကြီးပေါ်ကမနက်ခင်းကတိတ်ဆိတ်စွာပြန်လဲစီကားလာပါတယ်ဂေဒီရဲ့မျက်နာက အေးမောင်နဲ့အောင်ကျော်တို့ဖြူဖြော့နေပါတယ်မျက်ရည်တွေက သူမျက်လုံးထဲမှာဝေ့ဝဲနေပါတယ်ကိုကိုဘူကခပ်ပါးပါးလေးပြုံးလိုက်ပါတယ်ဘာမှမဖြစ်ပါဘူးကျွန်တော်လူတွေတိတာကိုမလို့ချင်ပါဘူးဒါပေမဲ့တခါတလေကြတော့မတက်နိုင်ဘူးလို့သူကပြောလိုက်ပါတယ် ထိုခိုက်တက်မှာလှုပ်လှုပ်ရှားရှားဖြစ်လာပါတယ်။မော်လမြိုင်ကြိုက်မရောကားလမ်းမကြီးပေါ်ကိုရင်းနှန်းတစ်ခုချင်းကပ်လာပါတယ်။အဲ့ဒါကမြမတက်မတော်ရဲ့အရာရှိတဦးနဲ့စစ်သားအချို့စီးနင်းလာတဲ့တက်မတော်ရင်တွေဖြစ်ပါတယ်။အဲ့ဒီရင်တွေက မော်လမြိုင်ကားလမ်းမကြီးပေါ်မှာရက်တန့်သွားပါတယ်။တက်မတော်အရာရှိက သူ့ရဲ့ကြီးကနေဆင်းလာပြီးအခြေအနေကိုသတိကြီးစွာကြည့်ရှုလိုက်ပါတယ်။ ိုဘိုဘိုလို့ဒုတိယဘိုအောင်ခန်းကပြောလိုက်ပါတယ်သူကစိဝစ်ဆောင်အပြည့်ဆောင်နဲ့ရှိနေပါတယ်ကိုဘိုဘိုကသူ့စီကိုရှောက်သွားပြီးအလေးပြုလိုက်ပါတယ်ဒုတိယဘိုအောင်ခန်းကအလေးပြန်ပြုလိုက်ပါတယ်ဒါဘလို့ဖြစ်ရတာလဲလို့ဒုတိယဘိုအောင်ခန်းကအလေးနက်ထားပြီးမေးလိုက်ပါတယ် ရီကေတာဒေဒီကဒူးထောက်ကြသွားပြီးသူ့မျက်နာကမြေကြီးပေါ်ရောက်နေပါတယ်အေးမောင်နဲ့အောင်ကျော်ကတော့သူ့နောက်ကလိုက်ပါပြီးခေါင်းငုံထားကြပါတယ်ဘသူ့ကိုမှမကြည့်ဝင်ကြပါဘူး ဆရာဒါနားလည်မှုလွဲတာပါကျွန်တော်သူတို့ဆိုင်ကယ်ရက်တာနဲ့ပတ်သက်ပြီးတတိပေးဖို့ပဲလုပ်တာပါသူကကျွန်တော်ကို စိန်ခေါ်ရာလို့ဒေဒီကသူ့ကိုယ်သူခုခံဖို့စူးစမ်းပေမဲ့သူ့အတန်ကအာနေပြီးပြက်တောင်းပြက်တောင်းဖြစ်နေပါတယ်သူ့ရဲ့အငင်းပွားမှုမှာဘာအိဗယ်မှမရှိတော့ဘူးဆိုတာသူသိနေပုံရပါတယ်ဒုတိယဘူအောင်ခန်းကသူ့ကိုခဏတာစူးစိုက်ကြည့်လိုက်ပြီးကိုဘူဘူစီကိုပြန်လှည့်လာပါတယ်ကိုဘူဘူဘာဖြစ်ခဲ့တာလဲ ကိုကိုကိုကတက်ပြင်းချပြီးဒယ်ဒီကိုခဏတာစိုက်ကြည့်လိုက်ပါတယ်ပြီးမှကျွန်တော်အိမ်ပြန်ခြင်းယုံတက်တက်ပါဆရာမနေကသူတို့၃ယောက်ကကျွန်တော်ကိုတွန်းပြီးထိုးကြတယ်ကျွန်တော်သီးခံခဲ့တယ်ဒါပေမဲ့ဒီနေ့သူတို့ထက်လာပြီးပြဿနာရှာပြန်နေကျွန်တော်မတက်တာတော့လို့လို့ဖြေလိုက်ပါတယ်ဒုတိယဘူအောင်ခန်းကခေါင်းကြီးလိုက်ပြီး ်ဒယ်ရီကိုကြည့်လိုက်ပါတယ်ဒီကိစ္စကိုဘလို့ဖြေရှင်းရမယ်ဆိုတာမင်းသိပါတယ်တက်မတော်သားတွေကိုလက်ထောက်ရင်ဘလို့အကျိုးဆက်တွေဖြစ်လာနိုင်တယ်ဆိုတာမင်းသိလားငါမင်းရဲ့တက်မှုကိုသွားပြောမယ်မင်းမဖြစ်လဲဆိုတာကို ရှင်းပြဖို့အတင့်ပြင်ထားလို့သူကပြောလိုက်ပါတယ်ဒယ်ဒီရဲ့မျက်လုံးတွေက မျက်ရည်တွေနဲ့ပြည့်နေပါတယ်။ကိုကိုကိုက ခပ်ပါးပါးလေးပြုံးလိုက်ပါတယ်။ဘာမှမဖြစ်ပါဘူး။ ဆရာကျွန်တော်လူတွေတိတာကိုမလို့ချင်ပါဘူးဒါပေမဲ့တခါတလေကြတော့မတက်နိုင်ဘူးလို့သူကပြောလိုက်ပါတယ်ထိုခိုက်တက်မှာဒေဒီကကိုကိုကိုရဲ့ရှေ့မှာဒူးထောက်ပြီးမျက်ရည်ကြာကတောင်းပန်လိုက်ပါတယ်အေးမောင်နဲ့အောင်ကျော်ကလည်းသူ့နောက်ကနေလိုက်ပြီးတောင်းပန်နေကြပါတယ်သူတို့သုံးယောက်လုံးကမြမတက်မတော်သားတစ်ယောက်ကို ထိုးချိန်မိတဲ့အတွက်အပြစ်ရှိကြောင်းဝန်ခံခဲ့ကြပါတယ်ဒုတိယဘူအောင်ခန်းကဒေဒီအေးမောင်နဲ့ အောင်ကျော်တို့ကိုသူတို့ရဲ့ယာရူးကိုအသုံးပြုပြီးပြည်သူကိုနှိမ့်ဆက်တဲ့အတွက်ဖမ်းဆီးဖို့အမိန်ပေးလိုက်ပါတဲ့မော်လမြိုင်ကြိုက်မရောကားလမ်းမကြီးပေါ်ကညင်ကွင်းကထူးဆန်းနေပါတဲ့ရဲအရာရှိ၃ယောက်ကိုတက်မတော်သားတွေကဖမ်းဆီးပြီးခေါ်သွားကြပါတယ်။လူငယ်တက်မတော်အရာရှိကအတူချုပ်အစီရင်ခံစာကိုမှတ်တမ်းတင်ပြီးကို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  နောက်နေ့မှတရင်ကို လာရောက်ရှင်းလင်းဖို့တောင်းဆိုပြီးနောက်ထွက်ခွာသွားခဲ့ပါတယ်။သူမကြောက်ပါဘူး။ သူမမားဘူးဆိုတာကိုသူသိပါတယ်ဒါပေမဲ့သူ့ရင်ထဲမှာ လေးလံတဲ့ခံစားချက်တစ်ခု ရှိနေပါတယ်အဖိုးကပြဿနာမရှာနဲ့ဒါပေမဲ့မတရားမှုကို မကြောက်နဲ့လို့ပြောဘူးတယ်သူ့ကိုဂုဏ်ယူစေမယ်လို့မျှော်လင့်ပါတယ်လို့သူကသူ့ကိုသူတီးတိုးပြောလိုက်ပါတယ်ပြီးနောက်သူကအခုလေးတင်အသွင်းထားတဲ့သူ့ဖုန်းကိုယူလိုက်ပါတယ်ဖုန်းကိုဖွင့်လိုက်တော့ အဲ့ဒီအဖြစ်ပြက်ကိုကြားသိရတဲ့တူတက်ရင်ကတငယ်ချင်းတွေစီကစာရိုအဆောင်ပေါင်းများစွာကိုသူတွေးလိုက်ပါတယ်အချို့ကကိုကိုကိုမင်းတော်တယ်လို့ပြောကြပြီးအချို့ကတော့တတိထားတော့ဒါကပြဿနာဖြစ်နိုင်တယ်လို့စိုးရိမ်ပူပန်နေကြပါတယ်ညကတဖြည်းဖြည်းမှောင်ဝင်သွားပြီးကြံရိပ်ခဲ့တဲ့ဖုံမှုန့်တွေနဲ့မော်လမြိုင်ကားလမ်းမကြီးပေါ်ကကဘာငယ်လေးကသူ့ရဲ့ဟန်ချက်ညီမှုကို ပြန်လဲရှာဖွေနေပါပြီ။ မော်လမြိုင်ကားလမ်းမကြီးပေါ်ကမနက်ခင်းဟာအဲ့ဒီအဖြစ်ပြက်ပြီးမှပိုပြီးတောက်ပလာခဲ့ပါတယ်။လေထဲမှာမြေကြီးပန်းတွေနဲ့စိမ့်ဆိုတဲ့တည့်ရွက်တွေရဲ့လက်ဆက်တဲ့ရနံ့တွေကပြက်နက်နေပါတယ်။ကိုဘိုဘိုပြည်သူစစ်ကသူ့ရမဟာစကိုပြင်ဆိုင်ကယ်ဘေးမှာရက်နေပါတယ်။ဆိုင်ကယ်ကို စီတုပ်ပြီးပြီဖြစ်လို့မနက်ခင်းနေအောင်ကိုရှာနေပါတယ်။သူကရှေလျားတဲ့တပြင်းတစ်ချက်ချပြီးကောင်းကင်ကိုကြီးလိုက်ပါတယ်။ အဖိုးပြောဘူးတဲ့ဒါကသင်ငန်းစာပဲတခြားလူတွေဘလို့ပဲဖြစ်ပါစေဘသူနောက်ခံပဲဖြစ်ပါစေမတရားမှုကိုမကြောက်နဲ့လို့သူကပြောလိုက်ပါတယ်ကိုကိုကိုကခေါင်းကြီးလိုက်ပါတယ်ဆရာကျွန်တော်တက်မတော်ကိုတိတ်ခါကြအောင်လုံးမိမှာကိုပဲကြောက်ခဲ့တာပါဒါပေမဲ့တိတ်တိတ်နေုံနဲ့လည်းတိတ်ခါမကြဘူးဆိုတာကျွန်တော်သိလိုက်ရတယ်လို့သူကပြောလိုက်ပါတယ် ရီကေတာဒယ်ဒီကိုတော့အမှန်တကယ်ပဲတက်မတော်ရဲ့တရားဝင်အစီရင်ခံစာနဲ့မထိန်ချုပ်နိုင်တဲ့ဗိုင်းရယ်ဗီဒီယိုရဲ့ဖိအားတွေကြောင့်မြန်မာနိုင်ငံအနောက်ဘက်ခြမ်းကဝေးလံခေါင်တည်တဲ့ဒေတာတခုကိုပြောင်းရွှေ့ခံခဲ့ရတယ်လို့လူတွေကပြောဆိုနေကြပါတယ်အေးမောင်နဲ့အောင်ကျော်ကတော့ရဲစခန်းမှာပဲကြံခဲ့ကြပေမဲ့သူတို့ကအခုပိုပြီးတိတ်ဆိတ်လာကြပါတယ်။အဲ့ဒီအဖြစ်ပြက်ကသူတို့ဝတ်ထားတဲ့ဝတ်စုံကိုကြည့်ရပုံစံကိုပြောင်းလဲသွားစေခဲ့ပုံရပါတယ်။ မော်လမြိုင်ကားလမ်းမကြီးပေါ်ကမြို့သူမြို့သားတွေကဒေဒီအချောင်းကိုရံဖန်ရံခါစကားဆက်မိကြသေးပေမဲ့ရဲတယောက်ကမာနကြီးပြီးနောက်ဆုံးတော့ဟာတာဖြစ်သွားတဲ့လူတယောက်အဖြစ်သာမှတ်ယူကြတော့တာပါတဖေးရေဆိုင်မှာမစောရီကကိုကိုဘူကကောင်းတဲ့လူပဲလို့အေးဆေးစွာပြောနေတတ်ပါတယ်။သူကတက်မတော်သားပဲလို့သူကပြောလိုက်ပါတယ်။ကိုကိုဘူကမော်လမြိုင်ကိုမထွက်ခွာခင်မှာသူ့ရဲ့နှွေရည်အားလည်းရဲ့အတွင်းမှာ နောက်ဆုံးအကြိမ်ဖြစ်လက်ဖက်ရည်ဆိုင်ကို ဝင်ခဲ့ပါတယ်သူကပုံမှန်အတိုင်းလက်ဖက်ရည်ပူပူကိုမှာပြီးပြဿနာစတင်ခဲ့တဲ့ပထမဆုံးနေ့ကလိုပဲပလတ်စတစ်ကလားထိုင်မှာထိုင်လိုက်ပါတယ်မဆော်ရီအဲ့ဒီတုန်းကကျွန်တော်ကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်လို့သူကကျေးဇူးတင်ကြောင်းပြသတဲ့အနေနဲ့ပတ်စံအနေငယ်ပို့ပေးရင်ပြောလိုက်ပါတယ်မဆော်ရီကခေါင်းကြီးလိုက်ပါတယ်မဟုတ်တာကောင်းလေးမင်းကပဲငါတို့ကိုဂုံယူစေတာလမ်းခီးမှာတတိထားနော် ကိုကိုကိုကပြုံးလိုက်ပြီးသူ့ဆိုင်ကယ်ကို စာနှိုးလိုက်ပါတယ်သူ့ရင်ထဲမှာငြိမ်သက်တဲ့ခံစားချက်နဲ့မော်လမြိုင်ကိုထွက်ခွာခဲ့ပါတယ်မန္တလေးစီကိုသွားတဲ့လမ်းမှာကိုကိုကိုကသူ့ဖိုးပြောပြဘူးတဲ့ငယ်စဉ်ကလေးကသူ့ကိုပုံဖော်ပေးခဲ့တဲ့ကံကြမ္မာရဲ့ရေစရာကောင်းတဲ့လှဲ့ကွက်တွေအကြောင်းစဉ်းစားနေခဲ့ပါတယ်လမ်းရဲ့အဆုံးမှာနေကတောက်ပစွာလင်းလက်နေပြီးသူ့ရှေ့မှာတည်ရှိနေတဲ့ကတ္တရာလမ်းကိုအလင်းပေးနေပါတယ်သူ့လက်တွေကအမှေ့ရစရာတွေထဲမှာနစ်မြုပ်နေပါတယ် အဲ့ဒီလိုပါပဲဒါကတော့ဒီဗီဒီယိုတွေက ပုံမြင်ပါပဲအဲ့ဒီထဲကနေသင်ခန်းစာတွေရနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဒီဗီဒီယိုကိုကြိုက်တယ်ဆိုရင်တခြားစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုမလွတ်တမ်းကြည့်ရှုနိုင်ဖို့ subscribe လုပ်ဖို့မမေ့ပါနဲ့